ကျွန်တော်အခုပွင့်လဲပြောရင်နေပြည်တော်ထဲမှာကျွန်တော်တပတ်ပတ်ပြမယ်ဘယ်နားထဲမှာရှိရဆိုတော့ကျွန်တော်အလွတ်သိတယ်ကဲကြောသိတယ်ဒါပေမဲ့မသိကြောင်ဆောင်နေရတာပေါ့ဗျာပွင့်လဲပြောမသိကြောင်ဆောင်နေရတာပေါ့အဲဆိုကျွန်တော်တို့ကအဲ့လိုသွားပြောဖြစ်ပေမဲ့ကျွန်တော်တို့ကသာအဲ့လိုပြောနေပေမဲ့သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းကဘာမှမလုပ်ဖဲနဲ့နောက်ဆုံးလုံမှာကိုယ်လုံမှာဟိုလူတွေကအေးစင်းဖြစ်ပြီးလုံမှာကိုယ်ခံလုံခံမှာအဲ့တော့ကျွန်တော်တို့ကပြောရတာစိတ်ပြက်လားမပြက်လားခင်ဗျားတို့စဉ်းစားကြည့်ကျွန်တော်နေရာမှာခင်ဗျားတို့စဉ်းစားကြည့်ကျွန်တော်ဘယ်လောက်စိတ်ပြက်လားဒီတိုင်းပြည်မှာအုပ်ချုပ်သူတွေပေါ်ပိုင်းအုပ်စုအုပ်စုတွေတာဝန်ရှိသူတွေအစင်ကဲစင်ကဲသူတွေကသူတို့ကသူတို့တော့အဟုတ်ကြီးထင်နေတာပဲ ဒါပေမဲ့ခင်ဗျားအခုကျွန်တော်ပြောသလိုတချို့ဟာတောက်တောက်တောက်နဲ့ပြောတဲ့ခါကျတော့သူကျွန်တော်မကြိုက်ဘူးဗျအစမြင်ကြတာပေါ့ကျွန်တော်စမြင်ကြတာပေါ့တခိုးတွေပဲလားဆိုတော့တခါကြရင်ကျွန်တော်နိုင်ငံမှာတခိုးချဘိုးတွေကနေရာရတယ်တခိုးချဘိုးတွေကအခွင့်အရေးရတယ်တခိုးချဘိုးတွေကပို့ပြီးတော့ဝင်တဲ့ပြီးတော့တကယ်မမှန်ကန်လုံနေတဲ့လူတွေကတော့ကြောက်ပိမိပြီးတော့ဒုက္ခတွေကြီးကြီးရောက်နေဒီတိုင်းပြီကဲအားလုံးပဲမင်္ဂလာပါဒီနေ့က2025သွန်လပိုင်း19ရက်နေ့မနေ့ခင်းဖြစ်ပါတယ်မနေ့ခင်းမှာပထမဆုံးနားထောင်ကြည့်ရှုရမယ့်သတင်းကတော့ ခက်တိမီဒီယာကကိုနိုင်ငံတင်ဆက်ပေးတာကိုအယူဆောင်နှားထောင်ကြည့်အောင်ဒါကငါတရုတ်မြို့နယ်ခွေးတို့စစ်ကြောင်းထူးလာတဲ့စစ်တပ်ကိုပစ်ဆုတ်တိုက်ခတ်မှုမှာစစ်သားနဲ့ဘီဆိုတီ90ကျော်သေဆုံးပြီးတော့စစ်ကြောင်းတစ်ခုလုံးကိုပျက်စီးသွားပါတယ်ဆိုတဲ့သတင်းကိုအယူဆောင်နှားထောင်ကြည့်အောင်နော်တကလီတိုင်းကငါတရုတ်မြို့နယ်ခွေးအတွင်းစစ်ကြောင်းထိုးလာပြန်တယ်အချက်ပစစ်ကောင်စီတပ်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဝိုင်းပတ်ပိတ်ဆို့ပြီးတိုက်ခတ်ချင်းမိုးရမှာစစ်ကောင်စီတပ်စစ်ကြောင်းတကြောင်လုံးချေမုံခံလိုက်ရပြန်ပြီစစ်သားအယောက်90ကျော်ကအတိအသေးတိတ်ကုန်ကြပြန်တဲ့အပြင် အဲ့ဒီစစ်သားမသာအောင်တွေနဲ့အတူလက်နက်ခဲယမ်းတွေပါတင်းစီရရှိထားပြန်တယ်လို့ပကံပြီးဘလူးတက်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်။ရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေတဲမှာလဲအတုံယုံသိနေကြတဲ့စစ်သားတွေရဲ့မသာအောင်ပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့မတ်လ14ရက်နေ့ကပဲ မန္တလေးတိုင်းကငတရောက်မြို့နယ်ခွဲအတွင်းစစ်ကြောင်းထိုးလာတဲ့အင်အား80ဝန်းကျင်ပါအချက်ဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကထောက်ဝချင်းရွာအနီးမှာဝိုင်းပပိတ်ဆိုပြီးတိုက်ခိုက်ခြင်းမျိုးရမှာစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံးချေမုန်းခံလိုက်ရတယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား84ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားလောင်းတွေနဲ့အတူလက်နက်ခဲယံတွေပါတင်းစီရရှိထားပြီးတော်လန်ရေးဘက်ကလည်းရဲဘော်တို့မြင့်မြတ်စွာအသက်ပေးသူတွားရတယ်လို့ဒဏ်ရာရတဲ့သူတွေလည်းရှိထားပြီးတော့စစ်ကောင်စီဘက်ကတော့စစ်ကြောတစ်ခုလုံးပျက်စီးသွားတဲ့အထိချိန်မုံခံလိုက်ရတဲ့အတွက်ကြံတဲ့စစ်သားတွေဟာသွေယူသွေတတ်နဲ့ပြည်သူတွေရဲ့ဆိုင်ကယ်တွေပါအသေးအံလူယူပြီးထွက်ပြေးသွားကြတယ်လို့ပကံပြီးဘလူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူကရေကုန်ခစ်တွေကိုပြောထားပါတယ် အလာဒူမတ်လ16ရက်နေ့ကလေကတာမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KIP ရဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ချင်းမုံးရမှာအဲ့ဒီမှာလေစစ်ကြောင်းတကြောင်းလုံးချိန်မုံးခံလိုက်ရပြီးစစ်ကောင်စီတပ်သားအယောက်40ဝန်းကျင်ကအသီးသီးတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမပါလောင်းနေတဲ့အတူနောက်ထပ်စစ်သား34ဦးကိုပါလက်နက်ခဲယမ်းတွေနဲ့တကွအရှင်ဖမ်းဆီးရမိထားပါသေးတယ်ခင်ဗျ။อืมအေးကဲဆိုတော့ဒီဟာကကျွန်တော်တို့ troll line တက်ဖို့တွေက က်ခတ်လိုက်လို့80ကျော်သေဆုံးတဲ့တိုးလေးကိုကောင်းတဲ့တရင်ဖြစ်ပါတယ်ဒီထဲမှာဒူလိုင်းတက်ဖို့တွေကတယောက်ကြဆုံးသွားတယ်လို့သိရှိရပါတယ်ဆိုတော့ရောက်တဲ့တိုးလေးကိုကောင်းတဲ့တရင်နောက်တစ်ခုအဲအရီတိုင်းပသိမ်မြုံမြုံမှာ yes can date ကိုအမျိုးသားတူကကချင်းနှက်လက်ကိုင်ဆောင်ပြီးဝင်ရောက်တက်ခိုက်မှုကြောင့် yes can မှုကြော်စေလက်အပါဝင်ရဲလေးဦးထိခိုက်ဒဏ်ရာရထားတယ်လို့အဲ့ဒီအမျိုးသားလဲကြီထိမှန်ဒဏ်ရာတွေရထားတယ်လို့အဲ့ဒီဖြစ်စဉ်ကိုသိရှိထားတဲ့ဒေတာတည်င်းရင်းမြစ်ကရဲဝန်ခတ်တွေကိုပြောပါလိမ့်ဖြစ်စဉ်ကမတ်လ16ရက်နေ့မနက်6နာရီလောက်မှာပဲ တိမ်မြို့မြို့မှာ yes scan day ကိုအမျိုးသားတို့ကကကြင်းနဲ့လိုက်ကင်ဆောင်ပြီး yes scan ဝင်းနဲ့ဝင်ရောက်လာပြီးတော့စကန်နဲ့မှာရှိတဲ့ရဲတပ်သားရဲမေတွေအပါဝင်တွေ့တဲ့သူတိုင်းကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီမှာ yes scan မှုကြော်စီလက်အပါဝင်ရဲလေးဦးကထိခိုက်ဒဏ်ရာရသွားပြီးအကြံဖက်စကောက်စီတပ်သားတွေကအဲ့ဒီအမျိုးသားကိုတနက်နဲ့ပြစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့လက်ရှိမှာတော့အဲ့ဒီအမျိုးသားဟာကြီထိမှန်ဒဏ်ရာတွေရထားတဲ့အပြင်ရဲတွေကဝိုင်းဝန်းရိုက်နှက်ထားတဲ့အတွက်အသက်အန္တရာယ်ပါစိုးရိမ်ရတယ်လို့လည်းဖြစ်စဉ်ကိုသိရှိထားတဲ့သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ ကျန်းဖက်စစ်ကောင်စီတပ်ကနိုင်ငံတော်မှာစစ်ပြေးရဲပြေးတွေအပြင်စီဒီအမ်ဝန်ထမ်းတွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတွေကိုပါ National Database စနစ်နဲ့ပေါ်ထုတ်ဖမ်းဆီးဓာတ်တွေလောက်လာနေပြန်တယ်လို့နေပြည်တော်စစ်တပ်တင်းကြီးမြစ်ကရုံခက်တစ်ကိုပြောပါတယ်။အကြပ်ဖက်စကောင်စီကနိုင်ငံတော်မှာရှိတဲ့စစ်ပြေးရဲပြေးတွေအပြင်စီဒီအမ်ဝန်ထမ်းတွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတွေရဲ့မှတ်တမ်းတွေကို National Database ကွန်ပျူတာစနစ်ထဲမှာအသေးစိတ်မှတ်တမ်းတင်တာတွေလုပ်နေဆိုပါတယ်။အဲ့ဒီစနစ်တွေကိုစစ်တပ်ရာရှိတွေနဲ့လောက်ဝကကအချိန်မြင့်ဝင်ရောက်ကြည့်ရှုနိုင်ပြီး သူတို့မတင်ငားတဲ့သူတွေကိုလည်းတိုက်ရိုက်စစ်ဆေးနိုင်တယ်လို့အဲဒီစနစ်ထဲမှာနိုင်ငံရေးပြည်မှုမှတ်တမ်းရှိတဲ့သူတွေကိုလည်းမှတ်ပုံတင်ထားတယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုအချက်ပတ်စကောက်စီရဲ့ National Database စနစ်နဲ့စစ်ဆေးနိုင်တဲ့ gate တွေကိုအမှတ်3လမ်းစုံရောင်မန္တလေးအမြန်လတ်26မိုင်လက်ကူဘကူအဆက်မင်းလွယ်ဂုံ gate ညောင်ခါရှိဖအန် gate ညောင်ရီနေဆက် gate တချီလေးနေဆက် gate ကော့ပေါင်းနေဆက် gate တွေမှာပါစစ်ဆေးလို့ရနိုင်ပြီဖြစ်တဲ့အတွက်တက်ဆိုင်တဲ့သူတွေအနေနဲ့သတိထားကြဖို့လိုအပ်ပါတယ်လို့လည်း နေပြည်တော်စစ်တပ်တရင်အရေးမြစ်ကအသိပေးထားပါတယ်ခင်ဗျ။အဲဆိုတော့ဒီကတော့အစစ်ကောင်စီရဲ့လောက်မှာလောက်နေတဲ့ဝန်ထမ်းတွေကလောက်ဆောင်နေတာပေါ့နော်။ဆိုတော့ကက်တီမီဒီယာကကုနိုင်းကြီးတင်ဆက်ပေးတာအခုနပြောသွားတာသဘောကျတာနော်။ဒီထဲမှာမျိုးသားတအူကရေစခန်းတွေကိုဝင်ပြီးတော့ကကြီးနဲ့လိုက်ပြီးတော့ထိုးရကြောင်းတွေ့ကြောင်းဒီရေးတွေကိုလည်းအပြီးပြီကိုတိုင်ရနေကြလို့သိရှိရပါတယ်။ဒီကပြည်သူတွေဘလောက်ထိရင်နာကြပြီလဲဆိုတော့ကျွန်တော်မြင်လို့ရပြီနော်။ ရေစကန်းတွေကဘီသူတွေပေါ်ဘလော့ထင်နစ်စဘလော့ထင်များနစ်စမလဲမခံနိုင်လို့မခံနိုင်လို့ဒီလိုမျိုးဓာတ်နဲ့ထူပြီးအာကကြည်နဲ့တော့မှယူတော့ပြီးတော့ထူးနေရပတ်ပြီးတော့ထူးနေရတဲ့ချင်းမျိုးဆိုတော့ကတိုးလေးကိုဘီသူတွေကတိုးလေးကိုခံစားနေတယ်ခံစားနေပါပြီကတိုးလေးကိုမခံမရက်နဲ့ဖြစ်နေပါပြီဆိုတော့ကျွန်တော်တို့ဟာတွေးရင်တော့သိလိုက်ပါတယ်ဆိုတော့ဒီကအာယူနေလူကဘလိုမျိုးလောက်တာမဟုတ်ဘူးဆိုတော့ဒီကလောင်းဝတ်ကိုမခံနိုင်လို့သူရဲ့မိသားစုအကြောင်းလားတောင်မဟုတ်ရဲ့သူရဲ့မျိုးစုအကြောင်းလား ဒါမှမဟုတ်ရင်သူ့ရဲ့ကြီးဝအကြောင်းလားစအဲ့ဒီထဲမှာစခန်းတွေမှာရှိနေတဲ့ရေတွေကကျွန်တော်သူ့တွေယူဝသားတွေကမေးတဲ့နှိစစ်နေလို့လားအမျိုးမျိုးဒုက္ခပေးနေလို့လားလုံးဝကို မခံနိုင်လို့လို့မျိုးသားတူကဒီလိုမျိုးလှုပ်ဆောင်ချက်လှုပ်နေတာလို့ကျွန်တော်တို့အာခင်မိပါတယ်ဗောနော်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ပြင်ပြီးတော့ကြည့်ရမယ့်ဗီဒီယိုဗီဒီယိုသံဖန်ကတော့အခု အာစာအဖွဲ့ခေါင်းဆောင်အာအတာအတာဦးဗလာလားမသိဘူးအဲ့ဒီကောင်က ဖရစ်ကောင်နဲ့အပါဝန်ကအာစာခေါင်းဆောင်ဖွဲ့ဦးကိုဖမ်းဆီးရမိထားပြီလို့ဖမ်းဆီးရရှိထားတယ်လို့ဘင်္ဂလားဒေ့ရဲ့ဖက်ကနေသိရှိရပါတယ်ဘင်္ဂလားဒေ့ရဲ့ကအာစာဖွဲ့ခေါင်းဆောင်ချုပ်ကိုဖမ်းဆီးရရှိထားပါတယ်ဆိုတော့ဘလူးရယ်ဖမ်းဆီးထားတယ်ရုတ်သက်ဖန်တူကကျွန်တော်တို့ကြည့်ကြည့်ရအောင်နော်အဲအစားဖုတ်ခေါင်းဆောင်ကကျွန်တော်ဟိုရင်းနှီးကစပင်းအရှည်ကြီးနဲ့နေတယ်ကွာစပင်းရေးရခဲ့တာကောတူတာကောအဲ့ဒီကခလေးချတ်ဂျွန်ရက်လို့ချုပ်ပြန်အောင်ကိုကြည့်ရစီ

কতদিনে শিখছেন কতদিন সময় লাগে শিখতে হ্যাঁ কতদিন সময় লাগে শিখতে লাগে না কথা কোনো সময় লাগে না আমাদের সব জায়গায় ফার্স্ট টাইম শিখি ফেলাই যেটা আছে সবগুলো কোনো প্রশিক্ষণ নিয়েছিলেন এভাবে কোনো কিছু দরকার নাই এমনি শিখে ফেলাই আসা কোন করে না সেটা

রোহিঙ্গা নামধারি প্রায় পাঁচজন পুরুষ এবং তিনজন মহিলা এবং বাঙালি একজন সহ টোটাল দশজনকে ধৃত করিয়া সন্ত্রাস দমন আইনে এবং ফরেন একটে দুইটা মামলা দায়ের করলে সিদ্ধিনগর থানায় এই মামলা গ্রহণপূর্বক উক্ত সকল আসামিদেরকে অদ্য বিজ্ঞ আদালতে সাপোর্ট করিয়া তাদের আগমন এবং অবস্থান সম্পর্কে জিজ্ঞাসাবাদের নির্মিতে দশ দিনের রিমান্ড আবেদন করিয়া বিজ্ঞ আদালতে প্রেরণ করলে বিজ্ঞ আদালতে শুনানি শেষে উভয় মামলাতেই পাঁচ দিন পাঁচ দিন করিয়া দশ দিন রিমান্ড মঞ্জুর করেন আসামিরা এখন কারাগারে যাবে কারাগার থেকে আয়ু প্রয়োজনে তাদেরকে জিজ্ঞাসাবাদের জন্য সংশ্লিষ্ট থানায় নিয়ে যাবে না এই যাবত তদন্ত এখন পর্যন্ত তাদের বিরুদ্ধে পাওয়া যায় নাই তবে আছে কিনা এটা সংশ্লিষ্ট আয়েরা এক নম্বর আসামি আতাউল্লার বিরুদ্ধে একাধিক মামলা আছে এটা ওই আয়ু যাচাই বাছাই করতেছে ကဲဆိုတော့ဒါကတော့အာအရခါတူအေကိုစစ်ကောင်စီနဲ့ပေါင်းပြီးတော့တက်နေတဲ့အာစာအဖွဲ့တွေပေါ့နော်ဘင်္ဂလားဒေ့ရ်ကဖန်စီလိုက်တယ်လို့သိရှိရပါတယ်သူတို့တွေကအာဘင်္ဂလားဒေ့ရ်ကိုလာပြီးတော့ဒုက္ခသည်အာမွတ်စလင်ဒုက္ခသည်တွေကို အာထားတဲ့နေရာနေရာကိုသွားပြီးတော့သူတို့တွေကအကျန်းဖဲကျူးလွန်ဖို့ကိုဆွေးနွေးမှုတွေလုံးဆောင်နေတယ်လို့တွေးကြအောင်ကျွန်တော်တို့ဖန်စီရရှိအဖန်စီလိုက်တယ်လို့သိရပါတယ်သူတို့ဒီထဲမှာအာသူတို့တွေအပိအမြုပ်လုံးတွေသူတို့နေနေပတ်သက်နေတယ်ဆိုတဲ့လူတယောက်ကိုလည်းအာမွတ်စလင်တပ်တယောက်ကိုလည်းဖမ်းမိထားတယ်လို့အဖန်သိဖန်စီထင်းထင်းထားတယ်လို့သိရပါတယ်ဆိုတော့ဒီသူတို့တွေကိုအာဖန်စီတာက မလအမလ16ရင်းနဲ့မဖန်းစီတာ16နဲ့မှာတရင်ထုတ်ပြန်တဲ့အခုချိန်မှာဆိုလို့ရှိရင်အာဘင်္ဂလားဒေ့ရှ်ကတရားရောက်မှာပေါ့နော်အာသူတို့တွေကိုအာ16နှစ်ထီလား9ရင်းနဲ့ထီလားအဲ့ဒီလိုထင်ထားမယ်လို့သိချင်ရပါတယ်အမှုနှုတ်မှုနဲ့ပြင်ပြီးတော့တရားဆွေးဆိုထားတယ်လို့သိချင်ရပါတယ်သူတို့တွေကိုဘလူးတယ်ဆက်ပြီးတော့လော့ဆောင်လာမလဲဘင်္ဂလားဒေ့ရှ်ကလော့ဆောင်လာမလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုကအဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုပွေစစ်တပ်လို့ပြီးတော့အမေတန်းပြောနေတဲ့ညွန်ကျူးညွန်ကျူးစခန်းနဲ့ပတ်သက်ပြီးတော့အလိန်ဝင်လာတဲ့အာစစ်သားတရုံရဲ့ပြောပြချက်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြအောင်နော်နော်နာမည်ကတော့နန်းလင်းသူပါအစင်းကတော့တတာပေါ့อืมအဲသူဆွဲခံရတာတော့ဘလာဆွဲခံရတာအဲကားမောင်းရနေပြီးတော့ခဏပြောတဲ့ရှိလို့လိုက်ခေုံသူခေါ်ပါอืมခေါ်ပါပြီးတော့ဟိုကြတော့အမေဘာမှမမေရော ပြောလာပြောတာမင်းတို့အားတဲ့ပြည်သူတိုင်းအောင်ချင်းပဲကောင်းနေဆိုပြီးတော့အချုပ်လေးတန်းထိုက်တာအင်းအချုပ်ထဲမှာထားပြီးတော့ဘာရတင်ညုတ်တက်ကိုပို့တယ်တင်ညုတ်တက်ကိုပို့တော့ညတော့မအိတ်ခိုင်းဘူးနေချင်းပဲဝက်ကလေးတင်တဲ့ကြောင်တန်းပို့ရမောလေးဝက်ကလေးတင်တယ်အင်းပြီးတော့သာပြီးအပို့ခံရတော့အဲဝက်ကလေးကနေပြီးတန်းပို့ရပို့ပြီးတော့အဲအထဲကိုသာပြီးတော့ရောက်ခတ်တာပေါ့ရောက်တဲ့ရက်ဆွဲရတော့ဟိုဟိုးလာပိုင်း၁၈ရက်နေ့၁၈ရက်နေ့ရောက်တယ်၁၈ရက်နေ့ရောက်ပြီးတော့တင်တဲ့နှစ်လပဲတက်ရတယ် လတ်တက်ပြီးတော့တန်းပြီးတော့အဲ့ဒီပူကပြင်းပြီးနေနေဆက်ဘာကိုလက်တန်ကွင်းလက်တန်ကွင်းပူတယ်လက်တန်ကွင်းကနေပြီးတော့အဲ့လို့နောက်တန်းပြန်မယ်နောက်တန်းပြန်မယ်ဆိုပြီးတော့ခေါ်သွားတယ်ခေါ်သွားပြီးတော့300ခွန်ဟာတောင်ကူတက်300ခွန်လဲကြလဲကြတော့အဲ့လဲကြတော့သူကရခိုင်ကိုတက်သွားမယ်ရခိုင်ကိုအဲ့ရခိုင်ရောင်ရောင်ကျိုးပေါ့ရောင်ကျိုးတန်းသွား ညောင်ကျိုးမှာဟောလို့ပဲနေခဲ့ရတာပေါ့ညနေ၁၀လောက်ပဲနေခဲ့ရညောင်ကျိုးမှာညနေ၁၀လောက်ကိုတိုက်ပွဲအောင်နှစ်ရက်ဖြစ်တယ်တို့အမဘာတို့တိုက်ပွဲဝင်နေရဲ့တရင်နေရာအဲ့၅၅၈နှစ်တို့၅၉ခွန်၅၉၆၃၆၅အဲ့လိုတရင်တို့ဟိုလိုတဲ့ဘယူဟာပဲပေါင်းပြီးတော့တိုက်ရသူอืม တော်တော်လေးကိုခုခံနေတာနော်အင်းအားတော့တို့ဆက်တောင်းတော့အဲတို့နတ်စင်ကုန်းထိုင်လို့တိုက်တော့အင်းအား203နဲ့ညက်203ကတော့ပြန်ပြီးတော့သူဆုတ်လာတယ်ပြန်ဆုတ်လာပြီးတော့သူကြားလာနေဆိုရင်120လောက်ပဲရှိတယ်မ120ကိုနောက်ထပ်တိုက်ပွဲဖြစ်တိုက်ပွဲဖြစ်တိုက်ပွဲဖြစ်ကြာကြာရင်နောက်ဆုံး80လောက်ပဲရှိပါခဏထလာလေကြာဟိုဘက်ကအင်အားထောင်လုံးနဲ့ဝင်နေလုံးလုံးတော့သူတို့လည်းပြန်ဆုတ်လာတယ်အခုအညောင်ကျိုးပိုင်သွားပြီ အဲ့ဘက်ကအဲ့80လောက်ကမှတန်ရပြန်ရလာတာ20 30အဲ့လောက်လောက်ရှိမယ်ခင်ဗျာတို့တော်တော်များများတော့တန်ရရပြီးသင်းလာများတယ်အဲဗါလဲဘူကြီးတို့ဗါလို့တုံးတယ်နောက်ပြီးတော့တက်ကြက်တို့ဗါလို့လည်းတုံးတယ်တို့ပတ်စာရပူများတာဗောနော်အဲ့လိုတပတ်စာပူများတယ်နောက်ပြီးတော့ကိုရာဆွဲခန့်အဲ့ထဲမှာကအခုတရင်တို့တရင်တရက်မှာ လူ35 40ဆိုရင်အဲပိုတာဆွဲခန့်ရတဲ့လူက20လောက်ရှိရယ်20ရော25လောက်ရှိရယ်อืมတဝက်တတ်တာလောက်ရှိတာဗောသူတို့သူတို့တန်းလေးစိတ်မရှိဘူးအဲ့အဲပါတာတွေကြည့်ပဲအကုန်လုံးအဲပါတာဆိုတာအဲ့ဟိုဗောပိုတာဆွဲခန့်ရတာကျွန်တော်တို့လူကွာပိုတာဆွဲခန့်ရတယ်အဲ့လိုလူမျိုး ဗန်ရီသိန်းနဲ့တိုက်ရတော့မဟုတ်ဘူးသူတို့အဲ့လိုအမေသူတို့အထက်ကနေအမေအဲ့လိုပြီးတယ်တကယ်လို့သူတို့မတိုက်ဘူးဆိုရင်အောက်ကနောက်ကိုပြန်ဆုတ်လာမယ်အဲ့လိုမနိုင်တော့ပဲနောက်ကိုပြန်ဆုတ်လာမယ်မတိုက်တော့ပဲနဲ့ဆုတ်လာမယ်ဆိုသူတို့အပြစ်ပေးခံရမယ်အဲ့လိုအင်းဒါခါလေကျတော့သူတို့တနက်နဲ့အဲ့ဒီဝမ်မူကတနက်နဲ့ထောက်ပြီးတော့မှပဲတိုက်ခိုင်းတယ်အဲ့လိုပေါ်တာဆွဲခံရတဲ့လူတို့တော်တော်များများတော့ဘယ်သူမှအဲ့လိုမတိုက်ရှင်းရဘူးအဲ့ဒီဘက်ဟိုပြည်သူပြည်သူရင်ခွင်မှာပြန်ပြီးခုံလုံးကျင်တဲ့လူများတယ်အခုလဲကျွန်တော်လဲလိုက်ရှင်းတဲ့လူတွေအများကြီးပဲ သူကသူတို့အဲစစ်ကောင်စီဘက်မှကြာတော့သူတို့ကတရင်လွှင့်လာတာဒီဘက်ကိုပြည်သူ့ဝင်ပြန်ခုံလုံးလို့ဒီပီရီယာထဲကသူတို့တတ်တယ်လို့ဘာလို့ညာလို့အဲ့လိုမျိုးပြောထားတော့အင်းသူတို့လည်းမလာရကြဘူးအဲ့တော့ဒီဘက်ဆိုရင်အခုဒီထဲဆိုရင်တော့ဝါလုပ်ပြီးတော့ရဲစုံပြီးတော့လာခဲ့တယ်ရဲစုံပြီးလာဒီရောက်တော့လည်းနင်းနှွှေးချေကျူတူပါပဲအဲ့လိုတိုက်နေရင်ပေါ့တိုက်နေရတယ်ဟိုဘက်ကလည်းတိုက်ဒီဘက်ကလည်းအဲ့လိုချင်းမျိုးမှအဲ့လိုတစ်ခါမှတွေးကြုံမရှိတဲ့ပြည်သူစီတွေကြတော့မတိုက်ရဲကြအောင်နောက်ကိုပြန်ဆုံးမယ်ဆိုတာကြီးပဲသူတို့ကအဲ့လိုအဲ့လိုကြတော့သူတို့ပြောမှုကတနက်ထောက်တယ် တက်မှာလားမတက်ဘူးတက်ပြစ်တက်မယ်ပြီအဲ့လိုပြောတော့သူတို့တက်တယ်ပြောပြောသူတို့ဒီကတော့အာစစ်မှုထမ်းတဲ့ကဘာတော့တဲ့စစ်သားတရရေပြောပြချက်ဖြစ်ပါတယ်စစ်မှုထမ်းသက်သားပေါ့နော်ဆိုတော့တက်သားတိတရပေါ့ဒီကငံကျိုးစခန်းကိုကျွန်တော်တို့အာရခတော်ရေးနဲ့တူပူပွန်တက်တွေကဘန်သွားပြီတဲ့ဆိုတော့ဒီကဘိုးမတွေဖင်ဖင်ငင်းနေသေးတယ်ဒါကြောင့်လည်းပတ်သက်ပြီးတော့နော်ကျုံဆိုးဆိုလို့ရှိရင်မလို့တင်မြပြီးမင်းငင်းလေဆိုလို့ရှိရင်လောင်းဝကိုမကြောက်လောင်းဝလောင်းဝကိုမကြောက်ဆိုမျိုးဖိပင်းကြီးနေတာကျွန်ကြီးကတော့ဗာလဲ အာကျွန်တော်တို့အေးစီကေးပါရေကေးပါတယ်နော်ဆိုတော့နောက်တစ်ခုကအာရန်ကုန်မှာမွေးစည်းဝါးတွေရောင်းစားခန်းနေတဲ့စက်ကောင်စီလက်အောက်ခံတွေရဲ့အာအကြောင်းကိုကျော်မမင်း blue ray တဲဆိုထားလဲဆိုတာကိုကျွန်တော်တို့ဒူကြည့်ကြအောင်ဆိုတော့တန်ပီငင်းချက်လား blue ray ရှိလဲတန်ပီရေကဆူတရားစုံမှုမှုရှိလားမရှိဘူးလားဆိုတော့ကိုကျော်မမင်းပြောသွားတာကျွန်တော်နားထောင်ကြအောင်နော်တောက်ရီဆုံးကဘယ်လောက်ပြပြသွားလဲဆိုတော့မင်းကခင်ဗျားတို့ကျွန်တော် you လေးပဲမိမယ်ဘယ်လောက်ပြောသွားလဲမင်းကျွန်တော်အများကြီးပြော ရန်ကုန်မြို့နော်ဟိုမှာနာမည်ကြီးဆုံးရန်ကုန်မြို့မှာ transporter bar ဆိုတာရှိအဲ့ဘားမှာညဘက်ဝင်ပြီးတော့ထောက်လန်းစုံစမ်းနေတဲ့စားအဖာတွေတပုံကြီးရှိတယ်။အဲ့ဘားမှာမွေးစွာရရလည်းသိတယ်။ Happy Happy Water ရရလည်းသိတယ်။ EK ရရလည်းသိတယ်။အကုံရရဆိုတာသိတယ်။ဒါပေမဲ့ဘသူမှအဲ့ဒီဟာကိုမဖမ်းဘူး။ရန်ကုန်မြို့ထဲမှာ Happy Water ဟို EK နဲ့ဟိုင်းကန်နေတဲ့အကြီးကျယ်လုပ်နေတဲ့ဟာတွေကိုကျွန်တော်တို့ဂုတ်ဆွဲခေါ်ပြလို့ရတယ်။ อืมบดุมาไม่พังบดุมาละพังไม่ขันဆိုတော့တရားဝင်ဇုံဝင်ပြပြလာမှာပြပြလာအဲ့ဆိုရင်တရားဝင်ခွင့်ပြုထားတာလေ happy water တို့ e တို့ k တို့ခွင့်ပြုထားတာအဲ့ဒါကြီးငွေစေဝါတွေပဲခွင့်ပြုထားတာငွေစေဝါကိုတားမြစ်ထားပါတယ်လို့ပြောရင်အဲ့ဒီစားတော့ဆိုင်လို့လို့ဘာလို့လို့ KTV လို့လို့မိုက်မပါတော့ KTV များပေါ့နော်မိုက်မရှိတော့ KTV များပေါ့တကယ်ခင်ဗျားတို့တချို့တွေမသိလို့မိုက်မပါတဲ့ KTV KTV တို့ပြောတယ်ဝင်ချပါတယ်အဲထဲမှာမိုက် KTV အခန်းထဲမှာတချို့ဆိုဘိုင်းမရှိဘူး ဲ့လိုမိုက်မပါတဲ့ကီလီကြီးအများကြီးပေါ်လို့ရိုက်နေတယ်။အဲ့ဒါတွေကခင်ဗျားဂုတ်ဆွဲပြလို့ရတယ်တပုံကြီးဒါပေမဲ့ဘသူမှရေးယူမှခေါင်းမှမသိဘူး။တရားဝင်ဆိုရင်ဘယ်လောက်ပြပြနေလဲဆိုတော့ကျွန်တော်ပြောပြမယ်။နောက်ထပ်ပြပြရတာထပ်ပြောပြအောင်ထပ်ပြီးတော့ရှင်းရှင်းလေးပြောပြအောင်မယ်။ဒါဒါဒါကျွန်တော်တို့မြင်ရတဲ့ KTB တို့ဘာတို့ညာတို့ဟိုင်းကန်တွေဘာညာတွေရောက်တယောက်တွေစုံမိပြပြတော့ပြောတာအဲ့မှာခင်ဗျာဟိုနေရာတွေကကျွန်တော်အခုပွင့်လဲပြောရင်နေပြည်တော်ထဲမှာကျွန်တော်တပတ်ပတ်ပြမယ်ဘယ်နေရာတွေမှာရှိရဆိုကျွန်တော်အလွတ်တည်တယ် ကြကြီးအောင်ပြည်တယ်ဒါပေမဲ့မသိကြအောင်ဆောင်နေရတာပေါ့ဗျာပွင့်လို့ပြောမသိကြအောင်ဆောင်နေရတာပေါ့အဲဒါဆိုတော့ကျွန်တော်တို့ကအဲ့လိုသွားပြောဖြစ်ပေမဲ့ကျွန်တော်တို့ကဒါအဲ့လိုပြောနေပေမဲ့တက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းကဘာမှမလုပ်ဖက်နဲ့နောက်ဆုံးလုံမှာကိုယ်လုံမှာဟိုလူတွေကအေးအေးဖြစ်ပြီးလုံမှာကိုယ်ခံလုံခံမှာအဲ့တော့ကျွန်တော်တို့ကပြောရတာစိတ်ပြက်လားမပြက်လားခင်ဗျားတို့စဉ်းစားကြည့်ကျွန်တော်နေမှာခင်ဗျားတို့စဉ်းစားကြည့်ကျွန်တော်ဘယ်လောက်စိတ်ပြက်လားဒီတိုင်းဒီမှာအုပ်ချုပ်သူတွေပေါ်ပိုင်းအုပ်စုအုပ်စုတွေတာဝန်ရှိသူတွေအစင်သေးစင်သေးသူတွေကသူတို့ကသူတို့တော့အဟုတ်ကြီးထင်နေတာပဲဒါပေမဲ့ခင်ဗျားအခုကျွန်တော်ပြောသလိုတချို့ဟာတောက်တောက်တောက်နဲ့ပြောတဲ့အခါကျတော့သူတို့ကျွန်တော်မကြိုက်ဘူးဗျစမြင်ကြတာပေါ့ကျွန်တော်စမြင်ကြတာပေါ့ တခိုးတွေပဲလားဆိုတော့တခါကြရင်ကျွန်တော်နိုင်ငံမှာတခိုးချဘိုးတွေကနေရာရတယ်တခိုးချဘိုးတွေကအခွင့်အရေးရတယ်တခိုးချဘိုးတွေကပို့ပြီးတော့ဝင်တဲ့ပြီးတော့တကယ်မမှန်ကန်လုပ်နေတဲ့လူတွေအကုန်လုံးကကြောင်ပိမိပြီးတော့ဒုက္ခတွေကြီးကြီးရောက်နေဒီတိုင်းပြီအဲ့ဒါကြီးကိုကျွန်တော်ကကျွန်တော်ကျွန်တော်ကြုံရတဲ့ journalist တယောက်နေနဲ့ကျွန်တော်စိတ်မပြေခံနိုင်ရောလားဗျာမချစ်ဘူးတိုင်းပြီခင်ဗျားတို့တိုင်းပြီချစ်ရကောင်းမလဲမသိဘူးချစ်လည်းမချစ်ဘူးတိုင်းပြီချစ်တယ်ဆိုတော့ပါလေငါတို့စိတ်ဝင်စားဖြစ်အောင်ငါတို့ပတ်ဆက်ရအောင်ပဲတိုင်းပြီချစ်တယ်ပါလေငါတို့ပတ်ဆက်ရအောင်ပဲတိုင်းပြီစိတ်ဝင်စားဖြစ်အောင်တိုင်းပြီပြည့်ချင်ပြည့်ချင်နေငါပတ်ဆက်ရရင်ပြီးရောဆိုတော့တဖို့လည်းတမနွားတွေဗျာတကယ်နွားတွေနွားတွေ ။နောက်မကောင်းနဲ့တိုင်းပြည်မှာအဲ့လိုနွားတွေများတယ်တပိုးရဲသမားတွေတားများတယ်စိတ်ပြက်လာတယ်။တဖြည်းဖြည်းနဲ့ဟိုတက်တက်လေးစိတ်ကုန်တတ်တာလေဆိုတာအဲ့ဒီစကလုံးတွေတကယ်စိတ်ကုန်တတ်လာတယ်။ဘာတွေမှမသိတဲ့ဒီတိုင်းပြည်မှာအုတ်ချုပ်သူတွေရောအုတ်ချုပ်သူစစ်ကဲစင်ကဲအုတ်ချုပ်သူလူထန်းစားတွေရဲ့အတွေ့အကြုံယူဆတွေကဘာတွေလဲ။နောက်ဒီလူတွေကတိုင်းပြည်တကယ်ရောချက်ကြရလား။တိုင်းပြည်ကိုသူတို့ဘာတွေလုပ်နေကြတာလဲ။တိုင်းပြည်တချို့လောမရတယ်ဘာလို့မလုပ်ကြတာလဲ။ဆိုတချို့ hari မြင်နေရတဲ့သားနဲ့မလုတ်ကြတော့ခင်ဗျတာဝန်ယူမှုတာဝန်ခုံမရှိတဲ့ကောင်တပြုံကြီးပဲကိုယူထားတဲ့ယာတို့ကိုယူထားတဲ့တာဝန်ကိုလိုရမယ့်အလုပ်တွေကိုမလုတ်ဘဲနဲ့အကုန်လုံး ကလိန်ကကြီးလောက်ကြဖို့ကြိုးစားကြတဲ့လူတွေကများနေတယ်တိုင်းပြည်မှာအဲ့လိုလူဒန်းစားကြီးကိုမတော်လှန်နိုင်သူကြီးခင်ဗျဘယ်တော့မှအဲ့ဒီတိုင်းမျိုးမတို့တော့ဘူးဆိုတော့ဒီဟာမင်းကိုတန်သွားပြီးတော့တော်လိုက်ရတော့မှာဆိုလို့ဆိုလို့ရှိရင်တော့เนาะအခုချိန်မှာကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်စစ်ကောင်စီအုပ်ချုပ်တဲ့နေရာစစ်ကောင်စီထင်းချုပ်တဲ့နေရာမှာမိုးစစ်ဆေးဝါးတွေကဥမာကြီးအောင်လူကိုတန်ကပြောနေရတဲ့အချိန်မျိုးအထိเนาะဒီဟာကပေါ်မှာတယ်စစ်တပ်လုပ်ပြီးတယ်စစ်တပ်ကောင်းအကောင်းဆုံးကိုပဲအမင်းနဲ့ပြောနေလူတွေအခုဆိုလို့ရှိရင်ဘယ်လိုတွေဖြစ်နေပြီလဲဘယ်လောက်ထင်မြာ အာဖြစ်နေပြီလေဆိုတော့ကျွန်တော်တို့မေးလို့ရပြီပေါ့နော်ဆိုတော့ဒီကတော့ဒီမနေ့ခင်းမှာနောက်ဆုံးတွေ့ရှိထားတဲ့သတင်းထုတ်တွေကိုကျွန်တော်တို့ပြင်ပြီးတော့ကြည့်ရှုနားထောင်ရတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမေးတဲ့ကြည့်ရှုအပိတ်နေကြတဲ့ဒေါ်လာဗီဒီယိုအားလုံးကိုလေကိုယ်ကြမ်းမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ